။ဟောတော့ကိုတော့ကဲပါလို့ဒီနာလေးဖိုင်နာလေးတချက်လား။ကြီးရဲ့လား။ကျွန်တော်အခုတော့ဒီထပ်မထုတ်ချမ်းမှုတော့မရှိတော့ပါဘူးသို့တော်လည်းပဲ follow up လုပ်တဲ့ငလေးငယ်လေးတော့လှုပ်ပါဒီလိုပြည်သူတွေဒုက္ခရောက်နေတဲ့အချိန်မှာအစမတန်ဈေးတင်ပြီးတော့ရောင်းနေဆိုလုံးဝမလုပ်တင်တဲ့ကိစ္စဒီဟာဥပဒေနဲ့လည်းမကိုက်ညီဘူးနော်ဥပဒေအရလည်းကျွန်တော်တို့အရေးယူလို့ရတယ်ဒီလိုဟာမျိုးတွေမလုပ်အောင်ဆိုပြီးဥပဒေထားထုတ်ထားတယ်ကျွန်တော်တို့သိလို့ရှိရင်လည်းအရေးယူမယ် ပတ်သက်ဒါဟာကိုယ့်ရဲ့ကိုယ့်တူချင်းရဲ့အကျိုးအမြတ်အတွက်ပြည်သူလူထုရဲ့အသက်အသက်တင်တဲ့ကစားတဲ့သဘောပဲအဲ့ဒါတော့ကျမတို့ဘလို့မှအသက်ကြီးမခံနိုင်ဘူးအားလုံးပဲမင်္ဂလာပါရေးဖို့ရထင်ချန်နေကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့2025သုံးလပိုင်း30ရင်းနဲ့မနေ့ကမှငလီလွတ်ခတ်မှုကရန်ကုန်မြို့ထိဖြစ်လာပြီလို့သတင်းတွေကြားနေရပါတယ်။ဒါကြောင့်ငလီလွတ်ခတ်မှာစိုးရိမ်မှုကြောင့်ရန်ကုန်မှာရှိတဲ့မြို့နယ်အချို့မှာနေထိုင်သူများက ည7နာရီနောက်ပိုင်းမှာလမ်းပေါ်ထွက်နေထိုင်ကြရလို့သိရှိရပါတယ်ဒါကမဖြစ်ခင်မှာဒီလိုမျိုးပြင်ဆင်မှုတွေကကောင်းပါတယ်ရှေ့မှာလည်းဖြစ်ခဲ့တာရန်ကုန်အမန္တလေးစကမ်းမကူအပကိုးပေါ့နော်အဲ့ဒီရှမ်းမြို့မှာရှမ်းပြည်နယ်ပတိပေါ့နော်ဒီလိုမျိုးတက်တွေပြူတာလဲကျွန်တော်တို့ရှေ့မှာလည်းမင်းခဲ့ပြီးပြီဆိုတော့ဒီလိုမျိုးဒီလိုပြူပြီးတော့ပြင်ဆင်တာပြင်ဆင်ထားတာကကောင်းပါတယ်ရန်ကုန်မြို့အခြေအနေဘယ်လိုရှိလဲည7နာရီနောက်ပိုင်းမှာပြည်သူတွေအပြင်ရှင်မှုကဘယ်လိုအခြေအနေပြုတ်တယ်ဖန်တဲ့တို့ကထွက်လာပါတယ်ကျွန်တော်နဲ့တို့ကြည့်ကြည့်အောင်နော် အခုချိန်မှာဆိုလို့ရှိရင်ဒီလိုမျိုးပြင်ဆင်ရရတာကောင်းတယ်။ဘာလို့လဲဆိုလို့ရှိရင်ရှေ့မှာလည်းဖြစ်ခဲ့တဲ့အာတရကတွေလည်းအကုန်လုံးကိုမြင်နေကြပြီဆိုတော့နော်။ကျွန်တော်တို့ပြည်သူတွေရဲ့ဘဝကတော့တွားပြီတွားပြီเนาะ 야가 냐스나 이나봐이만노 အပေးကတော့ဘေးချင်းလာမလဲဘေးချင်းရောက်မလဲဆိုတော့ကိုဂျူပြီးတော့မခံမနိုင်တဲ့အတွက်ကြောင့်ဒီလိုမျိုးဂျူပြီးတော့ရှောင်တာကတော့ကောင်းတယ်ဒါမှမဟုတ်လေတတော်လေးကိုဒုက္ခရောက်တယ်ဒီကပြီးသူတွေစပီးရှောင်တဲ့သူကတသက်ဒီလိုမျိုးတဘာဝဘေးရှောင်တဲ့သူကတသက်ဘေးတဘာဝဘေးကလုံးဝကိုရှောင်လို့မရတဲ့ခြေနေမျိုးစပီးကလည်းစစ်ကောင်စီကပြီးသူတွေရှိနေနေရာကိုပဲမေးတဲ့ခြေနေဆိုတော့လုံးဝကိုရှောင်လို့မရတဲ့ခြေနေမျိုးတစ်ဖြစ်နေတယ်ဆိုတော့ဒီလိုမျိုးခန်းစားမှုကတော့တတော်လေးကိုအာကျွန်တော်တို့ရင်နာရပါတယ် မြန်မာပြည်သူတွေစေပေးလေးရှောင်ရတယ်အာတဘာဝပေးလေးလုံးဝကိုမလွတ်တဲ့အခြေအနေမျိုးထိကျွန်တော်တို့ပြည်သူတွေဘယ်လိုချိန်များအာဝေချင်းရှိများဒုက္ခတွေဒုက္ခတွေရောက်နေအောင်မလဲတော့ကျွန်တော်တို့ဆက်ပြီးတော့အာကျွန်တော်တို့ဒီထက်ပြီးတော့မဖြစ်ပါစေလို့လည်းဆုတောင်းရမှာဖြစ်ပါတယ်ဒါကရန်ကုန်မြို့မှာချင်းနေဒီကဆက်ပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်ဒီလိုမျိုးဖြစ်မှာ အကောင်လုံးလေးပါကလမ်းမှာပဲအကောင်လုံးကို နေထိုင်ကြတာဒီကတက်ကြီးပုံမှာရှိနေတဲ့အာပြီးသူတယ်ပေါ့နော်အာတခုကရန်ကုန်မြို့မှာဆိုလို့ရှိရင်ဒီငလင်မိုးကြောင့်ပေါ့နော်ဒီငလင်လွက်ခတ်မှုကြောင့်လေရှင်မြေက20နှစ်နာရီမလာဘူးလို့သိရှိရပါတယ်မလာနိုင်ဘူးလို့သိရှိရပါတယ်ဒါကြောင့်မလို့ဒီလိုမျိုးအာငှက်အမောင်ကြီးတဲ့မတီလို့နေရတယ်ပြီးရင်ချင်းကားလိုက်တဲ့တော်လေးကိုမြင်ပါဒါကတော့ပြည်သူတွေရဲ့အာဒုက္ခတွေနော်မြန်မာနိုင်ငံမှာဒုက္ခဒုက္ခရောက်နေတဲ့စီနီမျိုးပြည်သူတွေရဲ့အခြေအနေအဲ့ဒီနောက်မှာ ပြန်ပြီးတော့ကြီးစေချင်တာရှိပါတယ်။ဘာလဲဆိုလို့ရှိရင်အိန္ဒိယအိန္ဒိယဝန်ကြီးချုပ်မိုဒီနဲ့အင်္ဂလိပ်ထိခတ်ပျက်စီးမှုနဲ့ပတ်သက်ပြီးတော့မြောက်အလံကမြန်မာစကားနဲ့ပြောဆိုရှင်းပြနေတဲ့ရုသဖန်ဒါကမနေ့က12နာရီအာ12နာရီလောက်မှဖြစ်နေတယ်ထင်တယ်။ဒါသူပြောပုံကဆိုလို့ရှိရင်တော့ကျွန်တော်တို့ပြည်သူတွေ အာထိခိုက်ငလီမှုကြောင့်ထိခိုက်တိစမှုတွေတထုံကြော်တဲ့အာဒီပြုတ်တဲ့ချိန်ကျွန်တော်အခုတော့ဟိုထပ်မထုတ်ရှားမှုတော့မရှိတော့ပါဘူးသို့တော်လည်းပဲ follow up လုပ်တဲ့ငလီငယ်လေးတော့လှုပ်ပါတယ်ကျွန်တော်အခုတကယ်ငလီအထိကဘိုးချက်လှုပ်ခဲ့တဲ့မန်လေးမျိုးကိုကျွန်တော်ရောက်နေပါတယ်အသေးဆုံးတဲ့ဒီလက်ရှိပေါ့တထောင်နဲ့နှစ်ယောက်ရှိပါတယ်ဒဏ်ရာရတာလည်း2400လောက်ရှိပါတယ်ပျောက်တဲ့လူတွေတော့ရှိနေပါသေးတယ်အဲ့တိတ်တိတ်ကြားထဲမှာ ပြနေတဲ့လူတွေပျောက်နေတဲ့လူတွေတော့ကြံပါသေးတယ်ဒါလည်းကျွန်တော်တို့ဆယ်တင်းရဲ့လုံငန်းတွေဥစားပြီးလုပ်နေပါတယ်ဒီတဲ့ပုံနိုင်ဖို့ဓာတာတော့များပါတယ်အဖြစ်များဆုံးကတော့ခြေရှိကျွန်တော်ရောက်နေတဲ့နေရာမှာအဖြစ်များဆုံးဖြစ်ပါတယ်ဆိုတော့အခုလိုအပိစကားပြောတာရဲ့တော့ကျွန်တော်တည်င်းဌာနတွေမှာလည်းဆူရိုးဘက်ကနေပြီးတော့ ကယ်ဆယ်ပစ္စည်းတွေနဲ့လူတွေလွတ်ပြီးဆိုတဲ့ဟာတွေတဲ့ကျွန်တော်အများကြီးအားရှိပါတယ်ကျွန်တော်တို့ပြန်လဲကယ်ဆယ်လုပ်ငန်းပဲအခုအဓိကထားပြီးလုပ်နေပါပြီရန်ကုန်နဲ့နေပြည်တော်နေပြည်တော်နဲ့မန္တလေးဆက်သွေးလမ်းတော်တွေလည်းဟိုပြတ်နေတာရှိပါတယ်လမ်းမဆက်သွေးတွေပြတ်ထောက်တာတွေအခုကျွန်တော်ဟိုစပြီးလုပ်နေရပါတယ်ကဲဆိုတော့ဒါကတော့မြောင်းလန်ကအာသူ့အဆွေလိုစီနော်မူဒီမူဒီဘောနော်တဘောအာဒီရဝန်ကြီးချုပ်အစီကိုပြောဆိုနေတဲ့ရုတ်တဖန်ဒါအမတန်ကင်ပါလဲ စစ်ကောင်စီကနိုင်ငံတကာကိုလူသားချင်းစာနာမှုဆိုပြီးတော့အကူအညီတောင်းထားတာရှိပါတယ်ဒါနဲ့ပတ်သက်ပြီးတော့ဟမ်ဟမ်ပြည်သူတွေကဘလူးရယ်စစ်ကောင်စီရဲ့အမင်းအွန်လိုင်းကိုဘလူးရယ်ပြောဆိုနေလဲဆိုတာကိုကျွန်တော်ဒီပြပြီးတော့တစ်ချက်လောက်ဖတ်ပြီးအမှန်တရားချပြနေတဲ့ထမ်းလူမျိုးရဲ့ရေးသားချက်ကမြန်မာတနိုင်ငံလုံးကိုပပီအကျင့်ပေါင်းထောင်ကျော်လေးနှစ်ဘွန်ဂျေးတဖို့အဒေါ်လာငွေတွေရှိပြီးတော့အခုလိုတဘာဝဘေးတန်းကြောင့်အတိဒုက္ခရောက်ကြရတဲ့ပြိမဲ့ ဝန်ကန်သားတွေကိုကေစီကူညီဖို့ငွေကူညီဖို့တော့ငွေမရှိလို့ပြည်ပအကူအညီတောင်းခံနေတာမရက်ဘူးလားမြန်မာစစ်တပ်ရေဆိုပြီးတော့ထမ်းပြည်သူတို့ကပြောဆိုထားပါတယ်ဒါကကျွန်တော်တို့ပြည်သူတွေကျွန်တော်မြန်မာနိုင်ငံကပြည်သူတွေပြောစီရမလို့အလိုအောင်ကိုမလို့အောင်ကိုပေါ့နော်အာပြောပေးနေတာဖြစ်ပါတယ်ဒါကကျွန်တော်တို့အာနိုင်ငံကစစ်တပ်ကိုပြည်သူတွေပြည်သူတွေအကုန်လုံးကပေါ့နော်အတိနေကြပြီဆိုတော့ကိုကျွန်တော်တို့သိစေချင်တာဒီကြမှာအခုကျွန်တော်တို့ အာအဲ့ဒီနောက်မှာလဲမန္တလေးတက္ကသိုလ်မင်းလောင်မှုမှာတဲ့စကန်တန်းနဲ့မန္တလေးတန်းကချင်ပြည်နယ်ကတက္ကသိုလ်ဝန်ဆောင်မေးပွဲအရှိလွားတွေကိုမင်းလောင်ပျက်စီးသွားတယ်တဲ့ဆိုလို့ဒီကအာတက္ကသိုလ်ဖြည့်ဆူနေတဲ့အချိန်ပေါ့နော်တချို့အာဖြည့်ဆူ2020လေး2025တက္ကသိုလ်ဆာအာဆာမေးပွဲအဖြစ်လွားများဖြစ်တဲ့မန္တလေးတန်းမှာ ဖြည့်ဆူသူတောင်းသားကျောင်းသူဥယျာဉ်တောင်းတောင်း6900အာ944ရုပ်ပေါ့နော် အဖြစ်လောက်အိုကြီးအာနသိန်းနသိန်း၈၉၉၄၀၀ဥပ္ပနော်အဲ့ဒီဟာကိုအကောင်လုံးကိုစကမ်းမှဖြစ်စုသူရဲပြီးရင်အကောင်လုံးဒီစကမ်းမှဖြစ်သူသူက9 9000တောင်းထောင်အာ9000တောင်းတောင်းရ17ရောက်ပေါ့နော်အဲ့ဒီအဖြစ်လောက်ကိုအကောင်လုံးကိုမီးမီးတိုက်ပါသွားတယ်လို့သိရှိရပါတယ်ဒါကတော့သိစိလို့မဖတ်ပြရတော့ဘူးဒီဟာကအာမန္တလေးမန္တလေးတက္ကသိုလ်မှာမင်းလောင်မှုမှာပါသွားတဲ့အခြေအနေအရာပေါ့နော်သိရှိရတယ်ပေါ့နော် နောက်တစ်ခုအဲမန္တလေးမြို့တစ်ခုလုံးငလိန်တန်းခံနေရခြင်းမဟာအောင်မေမြို့နယ်ထဲမှာစစ်ကောင်စီကစစ်မှုထမ်းဖို့မေးပို့ထားတဲ့လူငယ်တွေကိုလက်လံခိုယူမှုတွေပြုလုပ်နေတယ်လို့ဒေသခံတွေကဆွေးဖီးမိကိုပြောပါတယ်။မြို့လုံးငလိန်တန်းနဲ့မြို့ပြကြီးလိုဖြစ်နေရတဲ့ကြားတွေကကေစီရဲ့လုပ်ငန်းတွေလုပ်ပေးဖို့နေနေသာစစ်မှုထမ်းဖို့လူတွေလိုက်ခုံနေတယ်။ကိုချင်းစာတရားခေါင်းပါလွမ်းနေလို့မဟာအောင်မေမြို့နယ်က အသက်48ရှစ်နှစ်အရွယ်ဒေသခံအမျိုးသားတဦးကပြောဆိုပါရတဲ့ဒါကစစ်ကောင်စီကတော့အခုချိန်မှာအာကျွန်တော်တို့စစ်သားတွေအခုချိန်မှာဂေစီရေလောက်နေတယ်ဆိုတော့တပ်ပေါင်းတွေမတန်းတွေမတွေ့ဖို့ပါဘူးမင်းအောင်လန်ကူတန်းကတပ်ပေါင်းတာသူတို့သူကမန္တလေးတို့နေပြည်တော်တော့မှာဟိုသွားတီသွားနဲ့လော်ပီဇိုသွားတာကိုတွေ့ရပါတယ်မန္တလေးတန်းကပြောပွေသတင်းဆိုလို့ရှိရင်အတော်ပြည့်စည်သွားပါတယ် KB ရပ်ပန်ပြောကြပြီးလူတွေလည်း၄၀ကျော်ပြည့်မိနေပါတယ်တဲ့အေလုံးကျဲသေးကောင်တာတွေလည်းသိပါတယ် သေအပြုတ်အပြည့်စီများပါတယ်ပဂရိက အစားအသောက်ရေတန့်ဒီတရေတရုတ်မှာ ရော့မလာသေးပါဘူးလူတွေစားစရာမရှိဖြစ်နေပါတယ်အကူငင်လိုအပ်နေပါတယ်ရှင်တမျိုးလုံးဒင်းပါပျက်စီးသွားတာပါရှင်လူအတော်များများကနေစရာစားစရာမရှိဖြစ်နေပါတယ်ရှင်ဆိုပြီးတော့အာထထွေးနံရဲ့အာပဲ့ချင်မှာတင်ထားတာတွေ့ရပါတယ်ဒါကတော့တခြားညီမလက်ရှိမှာလက်ရှိအီတလီမှာနေတဲ့ညီမတယောက်ကအာ ရေးသားပြီးတော့ကိုထက်ထွေးတန်ကိုပေါ့နေတာနဲ့တူပါတယ်။ဒီကကိုထက်ထွေးတန်ရဲ့ဖက်ချင်မှာတင်ထားတာဖြစ်ပါတယ်။ဒါကမန္တလေးတန်းအာပြုတ်ပွဲဂရင်းပေါ့နော်။မန္တလေးတန်းဘီလာကွမ်ဒူအပြက်စီအုပ်တွင် အမိနေသူများကကေစေရေးအကေစေပေးရန်အာအိုဟက်အကူငင်းတောင်းနေလို့သိရှိရပါတယ်။ဒီကွမ်ဒူကိုစစ်တပ်ဤမဲဖက်အောင်မင်းသူကွန်မဏင်ကတိဆော့ခဲ့တဲ့အာဟာရဖြစ်တော့ဖြစ်ပါတယ်လို့သိရှိရပါတယ်။ဒါကတော့မန္တလေးတန်းက အပြိုကျသွားတဲ့အာကွန်ဒိုအပြာစီအောက်ကတက်မိနေတဲ့ပြည်သူတွေအများပြားရှိနေလို့သိရှိရပါတယ်ဒီမှာဂျူတန်ဖန်တစ်ချက်လောက်ဖွင့်ပေးမယ်ဒီဟာကတော့တော်တော်လေးကိုတော့ရင်းစင်နာဆရာကောင်းပါတယ်ဒီဟာကမကြခင်မာကေထုံးနံပါစေလို့ပဲကျွန်တော်တို့ဆူတောင်းပေးရမှာဖြစ်ပါတယ်ဒါကတော့ဒီဟာကဒီမှာတော့ရတော်တန်ကြရနေရပါပြောတယ်မျိုးပါဘောလာဘူးတော့ကဲပါလို့ တီနာလေးဖိုင်နာလေးတစ်ချက်လားကြီးရဲ့လားอืมဒီနားလေးမင်းဆွဲထုတ်လိုက်ကျန်လာလေညာကမန္တလေးကွန်ဒို ဘောနော်ကွန်ဒိုကိမှာပြိုတဲ့အချိန်မှာအာအော်မှာဘောနော်အာအော်မှာပေးမိနေတဲ့ဒီသူတွေဖြစ်ပါတယ်ဆိုတော့ဒီအရကတော့မကြက်ခင်မှာကေထုတ်နိုင်ပါစေလို့ပဲကျွန်တော်တို့မျှော်လင့်ရပါတယ်ဆိုတော့တချို့နေရာမှာဆိုလို့ရှိရင်မကေထုတ်နိုင်မဲ့အသက်ဆုံးရှုံးရတဲ့သူတွေလည်းအများပြားရှိနေပါပြီတချို့ဆိုလို့ရှိရင်တော့ရုတ်တံဖန်တဲ့တူပါဘောနော်ကေထုတ်လာတဲ့ဟာကိုလည်းကျွန်တော်တို့မင်းတွေ့ရပြီဖြစ်ပါတယ်ဆိုတော့ဒီလိုမျိုးငလင်တွေနှော့မှာစစ်တပ်ကနောင်ချုံမြော့နေတဲ့အာနောင်ချုံမြော့နေအာ နောင်လင်းရွက်ကိုစစ်တပ်ကလိန်ဖြန့်တောင်းစီးဖြန့်ဗောနော်လက်ပတ်ပြန်ဝေးပြီးတော့ဟာဘုံခုဂျင်းမြထဲကိုဘုံကိုလုံးဗောနော်ကိုလုံးဘုံအကိုလုံးကျဲချမှုကြောင့်လူနုတိုလန်ရေးရေးဖို့တိုလန်ရေးမေ6ဦးနဲ့ရေးဖို့တဦးကကြက်ဆောင်းတော့ပါတယ်ခင်ဗျာ9ဦးတည်ဆောင်းတယ်9ဦးကဒဟန်ရရှိတယ်3ဦးကတော့စိုးရိမ်နေရတယ်လို့သိရှိရပါတယ်ဒါကငလင်လွက်ခတ်မှုတွေတတော်လေးကိုပြင်းထန်နေချိန်မှာကျွန်တော်တို့အတိုင်းသားနေမိမှာ ငလေလွတ်ခတ်မှုမရှိတဲ့နေရာမှာကိုဘောနော်စစ်ကောင်စီကအာဝန်ကြီးမှုတွေလောက်ဆောင်နေပါတယ်တတော်လေးကိုစစ်ကောင်စီရုတ်မာနေပါတယ်သူရဲ့အခုပြည်သူတွေကေစီဖို့အတွက်သူမြန်နိုင်ငံကိုအကူအညီတောင်းနေတယ်ဒီထက်မှာအာပြည်သူတွေကိုတက်ဖြတ်ဖို့အတွက်တော့အာပေါင်900တထောင်ပေါင်းတွေတော့အကောင်လုံးကိုရှိနေပါတယ်ညာကလေရင်လည်းရှိနေပါတယ်ခုချိန်မှာဆိုတော့ညာကအာတပန်းပေါ်တစ်ခုစစ်ကောင်စီရုတ်မာမှုကတော့ပြည်သူတွေအားလုံးကတီးပီးသား ဆိုတော့အဲ့ဒီနောက်မှာလဲအမျိုးသားညီညွတ်အစိုးရ NUG ကကွေးဝန်ကြီးဌာနကထိုးစစ်များမလတ်30ရက်နဲ့မှာအေဘီလာ12ရက်နဲ့အထိပေါ့ရက်ဆန်းပြီးတော့ငလင်တန်ဘေးကိုငင်ကေစီရေးဆောင်ရွက်ရန်အထူးညွှန်ကြားချက်တရက်တရက်ကိုယနေ့ညနေပိုင်းမှာထွက်ပြန်လာပါတယ်ရှင် NUG ကထိုးစစ်များနပတ်ကြာရက်တန့်ပြီးတော့စစ်ကောင်စီထင်းချို့သောမျိုးကြီးများတွင်လုံချော်ရေးအမကန့်ချေရှိပါတဲ့ရှိပါက CDN ဝန်ထမ်းများနဲ့အတူ ငလိန်ဘေးတင်ပြီးသူများအတွက်အရေးပေါ်ကျေးဇူးရင့်နဲ့ကုသရေးပေါ့နော်အဆောင်ရွက်မေဟုကြေညာထားပါတယ်ဒါကတော့အယူကြီးရဲ့ကြေညာချက်ဒီငလိန်တန်အာငလိန်တန်ပေါ့နော်ငလိန်တန်ခန်းစားနေရတဲ့ဝေးတင်နေတဲ့ပြီးသူတွေရဲ့အတွက်ပေါ့နော်အကူငင်နံတဲ့နေရာတစ်ဖက်တည်းနဲ့လမ်းကနေကူငင်မယ်ဆိုတော့အဘဘုံမျိုးပေါ့နော်ဒီကသုံးအနပ်ပတ်ပေါ့နော်ဇေယျအရာပေါ့နော် အထူးစစ်ကိုရက်နှက်မယ်ဆိုပြီးတော့ရက်ရက်နှက်မယ်ဆိုပြီးပြောလာတာဖြစ်ပါတယ်ခဏပြီးရင် ငလင်ဘေးတန်အငလင်ဘေးတန်တည်နေတဲ့ပြည်သူတွေအပေါ်လူသားချင်းစာနာထောက်ထားစွာပြန်အတဏ္ဍန်တိမြတ်ကိုအမြန်ဆုံးပေါ့နော်အထောက်ပံ့ကူငင်ပေးသွားမယ်ဟုဘီထောင်စုစစ်တပ်ဒွေးရင်ငင်အကူစစ်တပ်အပြည့်ချံအပြည့်ဖြံအတိပေးကြောင်းမြောက်ပိုင်းငင်တော်မဟာမိတ်တောင်းဖွဲ့ကဖွပြန်လာပါဒါကတော့တောင်းဖွဲ့မဟာမိတ်တောင်းဖွဲ့ကတော့ငင်တော်မဟာမိတ်တောင်းဖွဲ့ကတော့ဒီလိုမျိုးသူတို့ရဲ့သူတို့ရဲ့ရင်ထဲမှာရှိတဲ့အာဒီလိုမျိုးပြည်သူတွေကိုကူငင်ဖို့အတွက်အသိရှိနေပါတယ် အာကျွန်တော်တို့တို့ဖက်ကလည်းကူငီအာသွားပြီးတော့ဆေးကူးလို့ရတယ်လို့အာတချို့နေရာမှာလည်းကျွန်တော်တို့ကူငီနိုင်တဲ့နေရာကိုကူငီပဲဆိုပြီးတော့အာပြောနေတာဖြစ်ပါတယ်အယူကျအစိုးရစူးမွနေမိမှာစကန်တန်းပေါ့နော်စကန်တန်းအတွင်းငလင်တန်းကြောင့်လက်ရှိချင်းအထိပေဆုံးသူ16ဦး16ဦးရှိပြီအာ16ဦးရှိပြီလို့သိရှိရပါတယ်ဒဏ်ရာရှိသူကတော့အာ300 300 300ထိရှိလာတယ်လို့သိရှိရပါထိခတ်သေးဆုံးမှုတွေဇယင်းများဆက်လက်ကောယူနေရတယ်လို့သိရှိရပါဒါကတော့အသိပြေဆောင်တော့မဟုတ်သေးဘူးတရားကသူတို့နေအာသူတို့ထင်းချွတ်နေရမှာရှိနေတဲ့တရင်အချက်လက်တွေကိုပြောပြနေတာဖြစ်ပါတယ်အဲ့ဒီနောက်မှာနောက်တစ်ခုကတော့ဂရင်ပြည်နယ်အာလက်ရစ်ကိုတက်ပွေတွင်ဒေဆောင်တီဟုတရင်လွှတ်ပြီးတော့နေပြီးတော့အခွင့်ညိုကြရေးမှုပေါ့နော် အဖြစ်ပြောင်းဆွတ်တာဝန်ထမ်းဆောင်နေတဲ့ဘူမူခင်းလင်းဤ ထင်လေးမော်နော်ထင်လေးအေးယနေ့နဲ့လမင်းဖြစ်သူတို့ငလိန်တန်းကြောင့်အေးဆောင်ခဲ့ကြောင်းဒေတာတွင်းသတင်းရင်းမြစ်ကပြောဆိုပါတယ်ဆိုပြီးတော့ဒီဟာကခက်သစ်မီဒီယာသတင်းဌာနမှာရေးသားဖော်ပြထားတွေ့ရပါတယ်ဆိုတော့ဒီဟာကသူ့ရဲ့အာကရင်ပြည်နယ်ပေါ့နော်လေအာလေကြီးကိုမှ တက်ပွဲမှာဒေဆောင်နေပြီလို့သတင်းလွှဲပြီးတော့နေပြီးတော့မှအခွင့်ညိုချရေးမှုဖြစ်ပေါ့နော်ပြောင်းစွတာဝန်ထမ်းဆောင်နေတဲ့ဘူမူခင်လင်းဤခင်လင်းဤယနေ့နဲ့တမင်းက ဒေဆုံးနေပါဒီငလင်ကြအကြမ်းမှာဒေဆုံးနေလို့သိရှိရပါဒီထက်မှာစက်ကောင်စီတပ်ဖွဲ့တွေလည်းအတော်များများတော့ဒေဆုံးမှုတွေရှိနေလို့သိရှိရတရားကအခုအာငလင်တိုင်းကြောင့်ပေါ့နော်ဒီဟာကလည်းကျွန်တော်တို့ပြီးရတဲ့ train တွေကိုဒီနေ့အာမနေ့ခင်းမှာတက်နေတော့ပြင်ပြီးတော့ဖတ်ပြတာဖြစ်ပါတယ်အစီအမပြမှုတွေရှိလို့ရှိရင်ခွလုံးနားလေးပြကြပါဒီမနေ့ကတော့မနေ့ကလည်း အာတရင်တင်ဆက်မှုကအလောက်တိကျွန်တော်တို့အာစက်ကမနိုင်ဘူးဖြစ်နေတာအာကျွန်တော်တန်တဲ့တစ်ဖက်ကအာတန်တဲ့တလို့ပေါ့နော်ကျွန်တော်တို့ပြည်သူတွေသိရှိနေအောင်ပြပရောက်နေတဲ့ပြည်သူတွေတရင်အာတရင်တွေအမေတန်းနားထောင်ကြည့်ရှုနေတဲ့ပြည်သူတွေကိုသိရှိနံဖို့တွေပဲမနေ့ကမနေ့မနေ့ကိုတင်ဆက်ပေးနေအောင်ကြိုးစားနေတာဖြစ်ပါတယ်အခုအချိန်မှာဆိုလို့ရှိရင်လည်းအာတတော်လေးကစက်ကတော့ပါဘလိုပြောမလဲတရင်တွေတင်ဆက်နံဖို့အတွက်ဘုံမဟာတွေရဲ့ဗီဒီယိုဖိုကိုဗီဒီယိုဖိုင်ကိုလည်းကြည့်ဖို့အတွက်ကိုအာစစ်မထက်တန်တည်ဘူးအဲ့ဒါကြောင့်မလို့ကျွန်တော်တို့အာ ဒီနေ့ဖြစ်နေတဲ့ဟာကိုပဲတရင်တွေဖြစ်ပေါ့နော်ပြီးပြီးတော့တင်ဆက်ပြတာဖြစ်ပါတယ်အရင်ဆုံးကျွန်တော်တို့ဒီနေ့ပထမဆုံးကြည့်ရမယ့်ရွတ်တန်ဖန်ကတော့မထောင်မဆလေးမှာဆိုလို့ရှိရင်ရေပေးကြောင့်ပေးသူတွေဒုက္ခရောက်နေတဲ့အချိန်မှာတချို့တွေဆိုလို့ရှိရင်ရေပေးသေးမသေးတဲ့နေရာမှာဆိုလို့ရှိရင်ကောင်စေးတော့အတော်တော်လေးကြီးကိုကြီးခန်းတာမျိုးလေးလုပ်နေပါတယ်အခုတခါလဲအခုရန်ကုန်မှာလဲဟိုတယ်တို့တခြားနေရာမှာဆိုလို့ရှိရင်ရေကတော်လေးကို23ဆက်ကိုတင့်နေတယ်လို့သိရှိရပါတယ်ဒါက တပန်ဆိုတော့ဒါနဲ့ပတ်သက်ပြီးတော့အရင်တော့ကကိုဗစ်မှာဆိုလို့ရှိရင်ကျွန်တော်ပြည်သူတွေအဒုက္ခရောက်နေတဲ့အချိန်မှာအမေစုပြောသွားတဲ့ရွတ်သက်ဖန်ကိုကျွန်တော်နဲ့တူပြင်ပြီးတော့နားထောင်ကြည့်အောင်ဒီဟာကနိုင်ငံတော်ခေါင်းဆောင်ကဘလူတွေပြောဆိုထားလဲအရင်တော့ကသူအုတ်ချွတ်နေတဲ့အချိန်မှာနော်အခုအချိန်နဲ့ပတ်သက်ပြီးဘလူတွေကိုချမ်းမှုရှိလေဆိုတော့ကိုနားထောင်ကြည့်အောင်ဒီလိုပြည်သူတွေဒုက္ခရောက်နေတဲ့အချိန်မှာအစမတန်ဈေးတင်ပြီးတော့ရောက်နေဆိုတာလုံးဝမလုပ်တဲ့နယ်ကိစ္စဒီဟာဥပဒေနဲ့လည်းမကိုက်ညီဘူးနော်ဥပဒေရလည်းကျမတို့အရေးယူလို့ရတယ် ဒီလိုဟာမျိုးတွေမလုပ်အောင်ဆိုပြီးဥပဒေထားထုတ်ထားတယ်။ကျွန်တော်သိလို့ရှိရင်လည်းအေးအေးယူမယ်။ဘာဆိုဒါဟာကိုယ့်ရဲ့ကိုယ့်တူချင်းရဲ့အကျိုးအမြတ်အတွက်ပြည်သူလူထုရဲ့အသက်အသက်တင်တဲ့ကစားတဲ့သဘောပဲ။အဲ့ဒါတော့ကျွန်တော်တို့ဘလို့မှအသိဉာဏ်မခံနိုင်ဘူး။ဒါပေမဲ့အဲ့ဒါတစ်ဖက်ပေါ့နော်။ဥပဒေနဲ့အေးအေးယူမှာတစ်ဖက်။တစ်ဖက်ကဒီလိုဟာမျိုးလုပ်ရသလားဆိုတာစဉ်းစားကြည့်။ဒီလောက်တောင်မှခုနိုင်ငံကိုယ့်ပြည်သူလူထုဒုက္ခရောက်နေတဲ့အချိန်မှာ အခက်အခဲတွေ့နေတဲ့အချိန်မှာဘယ်လိုကိုယ့်အတွက်အကျိုးမြတ်ထုတ်ရမလဲဆိုတာဒါကိုပဲစဉ်းစားကြမှာအဲ့ဒီလိုသူတွေကိုလည်းအားမပေးပါနဲ့ဒီလိုပုံကိုယ်တွေရှိရဝေခြင်းဟာကိုယ့်ရဲ့ကျမ်းမာရေးလေးအတွက်တင်းရမတ်ဘယ်နှခုဝယ်နိုင်မလဲဒီသူတို့ရောင်းလိုက်တဲ့ဈေးနဲ့အဲ့ဒီဟာဒီကိုဗစ်ရောဂါအလုံးပြီးသွားတဲ့အချိန်ဒီဒီ mask လေးကခံမှာလားဒီလိုလူတွေကိုအားမပေးပါနဲ့လို့ကျမအနေနဲ့တော့ပြည်သူတွေကိုမြတ်တရားခံကြပါလေအဲ့ဒီလိုရောင်းရောင်းနေတဲ့သူတွေအကြောင်းပြောသိလို့ရှိလို့ရှိရင်လည်းသက်ဆိုင်ရာကိုအသိပေးပါအေးအေးယူမယ် ဒါဟာတိုင်းနာတော်တာလူများကိုဟိုဒုက္ခရအောင်လို့ဆိုမဟုတ်ပါဘူးအများဒုက္ခမရောက်အောင်လို့ကာကွယ်တာဖြစ်ပါတယ်ဒီဒီဒီလိုတကယ်ကိုပြည်သူတွေလိုအပ်နေတဲ့ပစ္စည်းတွေလိုအပ်နေတဲ့အချိန်မှာဈေးတင်ပြီးရောင်းနေဆိုတာဟာကျမတို့ဟိုတိုင်းကြီးခံပြီးတော့လွတ်ထလို့ရမယ့်နေရာတွေကိစ္စမဟုတ်ပါဘူးအဲ့တော့ပြည်သူတွေလည်းဒါကိုစဉ်းစားစီချင်ပါလေဒီတကယ်ကိုယ့်ရဲ့ကိုယ့်ကိုဒီကတိကအောင်လုပ်နေတာတကယ်ဘလူတွေလဲဆိုပါတော့ဆရာကအကောင်း ေဆိုတော့ဒါကတော့အာန်ထောင်းနစင်ထောင်းစကိုနော်အဲ့ဒီလောကပေါ့နော်ကိုဗစ်ကာလမှာသူအမေစုကပြောထားတဲ့ရုပ်တံပဲဖြစ်ပါတယ်အဲ့ဒါပြီးရင်ကျွန်တော်တို့ငလင်တန်ကြောင့်ပြည်သူတို့ခံစားနေတဲ့အချိန်မှာတချို့နေရာမှာလဲစက်ကုံစီကလေရင်ဘုံကျေးမှုတွေလောက်ဆောင်နေတယ်ဒါကဘေနာဘေနာမှာလဲဆိုတော့အရာဝတီတရင်ဌာနမှာတင်ဆက်ပေးထားတဲ့ရုပ်တံပဲကိုကျွန်တော်နဲ့တူကြည့်ကြည့်အောင် ဒီကဒေသခံတွေမေးမြန်းထားတဲ့ရုပ်သံဖြစ်ပါတယ်ဒေသခံတွေပြောပြတဲ့ရုပ်သံဖကိုဘလူးရဲအခြေအနေရှိလေစစ်ကောင်စီကဘလို့ထိကျွန်တော်တို့ပြည်သူတွေဘောရုံးပါလေဆိုတော့ကိုအခု KCR လေရင်တွေ KCR ဘောအတွက်ဝင်နေတဲ့ဟာကကျွန်တော်တို့ပြည်သူတွေအတွက်အာတက်ဖြတ်ဖို့အတွက်လုံနေတယ်ဆိုတော့ကိုလည်း CDN1 ရဲ့သူတွေကပြောပြနေတဲ့ရုပ်သံဖဖြစ်ပါတယ်ကျွန်တော်လည်းလူကြည့်ကြည့်ရအောင်စကိုင်းတိုင်းတွေကချောင်းဦးမြို့ရှမ်းပြည်နယ်တွေကနောင်ချုံမြို့နယ်ပဲခူးတိုင်းတွေကဖြူမြို့နယ်တွေမှာစကောင်စီကငလျင်လှုပ်ခတ်မှုဖြစ်ပွားခဲ့တယ် မက်လ28ရက်နေ့မှာပဲဘုံကျဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။အာကျွန်တော်တို့ဒီပထဝီမြေကြီးပေါ်မှာနေတဲ့လူကတော့ဒါဒီတဘာဝဒေတံကိုမလဲမတွေ့ကျွန်တော်တို့ကြောင့်တွေ့ရမယ်ဒါကတော့ကျွန်တော်တို့နားလဲလို့ရနားလဲပြေးလို့ရတယ်ပေါ့လေနော်။ဒါပေမဲ့ဒီအနာဒိုက်စစ်တပ်ကဘုံလာကျဲတဲ့ဟာတော့ဒါလူလုတဲ့ဒေတံပေါ့လူထုတွေဒုက္ခရောက်နေတဲ့အချိန်မှာဒီလိုတဘာဝဘေးကြောင့်တွေ့နေရတဲ့အချိန်မှာ အာဒီရည်ရချက်ရှိရှိအဲလာရောက်ပြခတ်တယ်ပုံကျဲတိုက်ခတ်တယ်ဇာတိရတဲ့အတွက်တော့တော်တော်လေးစိတ်မကောင်းဖြစ်မိတယ်ပြီးတော့ဒီစာအနာရှင်ပြုတ်ကြတဲ့အထိဒက်ဘဝင်လာဖို့လဲကျွန်တော်တို့အများန်းစိတ်အဲခံခံမှာမဆုံးဖြစ်ထားပါတယ်တကောင်စီရဲ့လေဆောင်တိုက်ခိုက်ခံခဲ့ရတယ်ပဲခူးတိုင်းဖြူမြို့နယ်နဲ့စကိုင်းတိုင်းချောင်းဦးဖြစ်စဉ်တွေမှာတော့ထိခိုက်ပျက်စီးမှုနဲ့လူသေဆုံးမှုအခြေအနေတွေကိုမသိရသေးပေမဲ့ ရှမ်းပြည်နယ်နောင်စုံမြို့အတွင်းမှာပြုလုပ်ခဲ့တဲ့ဘုံကျဲတိုက်ခိုက်မှုမှာတော့ကာကွယ်ရေးရဲဘော်9ဦးသေဆုံးခဲ့တယ်လို့သိရပါဗျ။မန္တလေးမြို့အရှေ့မြောက်ဘက်10ကီလိုမီတာအကွာမှာဗဟိုပြုလုပ်ခတ်ခဲ့တဲ့အင်အား9.3ခွန်ပြင်အားရှိတဲ့ငလျင်ကြောင့်မန္တလေး၊စကိုင်း၊နေပြည်တော်၊ရှမ်းပြည်နယ်၊ပဲခူးနယ်မကွေးတိုင်းတွေမှာလူသေဆုံးမှုနဲ့အဆောက်အုံပြိုကျပျက်စီးမှုတွေဖြစ်ပွားခဲ့တာပါ။ စက္ကစီကိုရိုင်းကလည်းမတ်လ28ရက်နေ့မှာပဲအဲ့ဒီနေရာ6ခုကို ငလျင်တန်တင့်ဒေတာအဖြစ်သတ်မှတ်ပြီးအရေးပေါ်ဒေတာတွေအဖြစ်ကြေညာခဲ့တာဖြစ်ပါတယ်။တစ်ဖက်မှာလည်းစက္ကစီဟာငလျင်တန်တင့်နေရာတွေကိုတိတိယယမကူညီပဲမြေပြင်မှာဘုံလိုက်ကျဲနေတယ်လို့ဝေဖန်မှုတွေခံနေရတာဖြစ်ပါတယ်။အဲ့ဒီတဲမှာကဲဇယ်ရဲ့ရဟတ်ရင်တွေကိုတဘာဝဘေးမှာမတုံးတဲ့ကိစ္စလဲပါဝင်ပါတယ်။ သူတို့တွေခုမရောက်နိုင်လို့သူတို့လာတဲ့လာတဲ့သွားတာလာတာအတွက်သုံးတာပဲတွေ့ရပါတယ်ဒီပြည်သူတွေသုံးတဲ့ကယ်ဆယ်ရေးဟဲ့ကြီးပါမရှိတော့တကယ်တော့အဲကယ်ဆယ်ရေးဟဲ့ကြီးကောင်းစင်နဲ့ဥရောပကနေဝယ်ထားတဲ့အဲဒီနေပြီးတော့ဒေါ်လာရေးဖေးပြအဲစီဒေါ်လာရေးနေ့ညနေညပိုင်းမှာပြတဲ့ယူရိုကော်ပရာတို့825လို့ဆိုတဲ့အမျိုးအစားတွေကဒါကယ်ဆယ်ရေးကောင်းစင်နဲ့ဝယ်ထားတဲ့ရဟတ်ရင်မျိုးစားတွေပေါ့နော်အဲနိုင်ငံတကာအဲရောင်းတဲ့ဥရောပနဲ့ EU ဘက်ကလည်းဒါကယ်ဆယ်ရေးအတွက်သုံးဖို့ပဲအတွက်ဆိုတဲ့ကောင်းစင်နဲ့ အဲသူတို့ရောင်းထားတာဒါပေမဲ့အဲ့ဒီတကယ်သဘာဝဘေးရနေဖြစ်တဲ့စီမှာလုံးဝသုံးတာမတွေ့ဘူးဒါမနေ့ရလည်းမသုံးဘူးနေ့လည်းမသုံးဘူးသုံးမယ်နဲ့သူတို့အဲဒီစစ်စင်ကြီးမှာပဲအဓိကသုံးတာတွေ့တာပေါ့နော်ဒါကအမှန်တရားနော်ဒါကစစ်ကောင်စီဟာနိုင်ငံတော်သမရဦးဝင်းမြင့်နဲ့အတိုင်းအမြံပုတ်ကိုဒေါအောင်ဆန်းစုကြည်တို့ကိုကေဇယ်ရဲ့ရဟယင်ဝယ်ယူငားရမှုနဲ့ပတ်သက်ပြီးအာဂရိလိုက်စားမှုတိုက်ဖြတ်ရေးဥပဒေနဲ့တရားစွဲဆိုခဲ့ပူပါတယ်။ငလျင်လှုပ်ခတ်ပြီးတဲ့နောက် အာနာသိန်းစစ်ကောင်းဆောင်ကငလျင်တန်တက်တဲ့နေရာတွေကိုတွားရောက်ကြီးရှုတဲ့တပ်ပုံတွေထွက်ပေါ်လာခဲ့ပေမယ့်မြေပြင်မှာတော့အပြည့်စည်တွေအောက်ကလူတွေကိုကယ်ထုတ်ဖို့အကူပစ္စည်းတွေတောင်လုံလောက်မနေဘူးလို့ကိုညီကဲစဲနေသူတွေစီကနေသိရပါဗျ။ဒီအချမ်းဖတ်စစ်ကောင်းဆောင်မင်းအွန်လိုင်းနဲ့အပေါင်းပါတွေရဲ့စိတ်ထဲမှာဒီသူတို့ရဲ့အာနာတီမြဲရေးတစ်ခုတည်းရှိတယ်ဆိုတာကိုဒါပေါ်ပေါ်လွင်လွင်ထင်ထင်ရှားရှားပြသတယ်။ပြည်သူတွေဒီလောက် ဒုက္ခကြီးခံစားနေရတဲ့အချိန်မှာဒီဘင်းကောင်းငင်မော်ရရင်နောက်မှပြန်တက်တယ်ဆိုတာကျွန်တော်မကြားမိဘူးပေါ့နော်ဒါပေမဲ့ပြည်သူတွေကိုဘုံကျဲမဲ့လေရင်တွေကတော့လေရင်ဝင်းတွေကထွက်ပြီးတော့ဘုံသွားကျဲတဲ့အလုပ်ကတော့ပုံမှန်အတိုင်းဆက်လုပ်နေတဲ့သဘောကိုတွေ့ရတာပေါ့နော်အဲ့တော့ဒါကတော့တော်တော်လေးကိုစစ်ခေါင်းဆောင်ရဲ့စစ်အုပ်စုရဲ့ရက်ဆက်ကြမ်းကြုတ်မှုကိုပြရတယ်နောက်တို့ရဲ့ပင်ကိုစည်ရင်ဖြစ်တဲ့ပြည်သူလူထုပေါ်မှာစေတနာမရှိဘူးတို့ရဲ့အာဏာတည်မြဲရေးဒါလည်း သူတို့အတွက်အဓိကကြဆုံးအရာဖြစ်တယ်ဆိုတော့ဒါထင်ရှားရှားပြလိုက်တာပဲဖြစ်ပါတယ်ဗျ။ကဲဆိုတော့ဒါကတော့အာစကုံစီကကျွန်တော်တို့ပြည်သူတွေကေစေဖို့အတွက်နော်ဘာတစ်ခုမှမလုပ်ပေးနဲ့ပြည်သူတွေတက်ဖြတ်ဖို့အတွက်တော့နေတန်းကိုလွန်နေပါတယ်။ခုအာငလင်ဘေးပေါ့နော်ငလင်ဘေးရောပြည်ရင်ရေပြေးရပါဆိုလို့ရှိရင်ကျွန်တော်စကုံစီရဲ့အာလက်ထက်မှာဘလို့ထိကျွန်တော်တို့ဖြစ်ခဲ့လဲဆိုတော့ကိုလည်းအကောင်းဆုံးတင်ပြပေးသားဖြစ်ပါတယ်။ဒီထက်မှာဘာမှကေစေမှုတွေမလုပ်ဖိဘူး ဲ့ဒီဝေထားတဲ့လေရင်ကလည်းကျွန်တော်ပြည်သူပို့တယ်တပ်ဖြစ်ဖို့အတွေ့ဆိုလို့ရှိရင်အရာတကုံကိုတောင်းနေရဖြစ်ပါတယ်ဆိုတော့ဒါကတော့ဒီမနေ့ခင်းမှာရရှိထားတဲ့ training crew တွေကိုတန်းတန်းတော်တင်ဆက်ပေးရင်လည်းရုတ်တဖန်တွေကိုပြင်ပြီးတော့အာတွေ့နေလို့ဒီနေ့မှာထပ်ပေးတာဖြစ်ပါတယ်ဒီနေ့ဗီဒီယိုကတော့ဒီလိုနဲ့ပဲဆောင်းသွားပါမယ်ကျွန်တော်ဗီဒီယိုလေးကိုမြေနဲ့ကြည့်ရှုအပ်ပေးနေကြတဲ့ဒုလန်ပြည်သူမျိုးအားလုံးကိုလည်းအကူအချက်မှချင်းစေချမ်းသာခြင်းနဲ့အပြည့်စုံကြပါစေတရီလေးထားကြပါကုကြည်မှာတဘာဝဘေးကတော်တော်လေးကိုစိုးဝါနေတဲ့လူကြောင့်ပေါ့နော်ဆိုတော့အားလုံးကိုဒီလိုနဲ့ပဲဆောင်းသွားပါမယ်